အဓိကတော့အဖွားနဲ့အဖေရဲ့ recipe တွေကိုငယ်တုန်းကလည်းအဲ့လိုချက်ချင်းထဲမှာလိုက်ကူပေးတာကိုအရန်ကိုတဘောကြတာပေါ့ပျော်ခဲ့တယ်အဲ memory တွေအများကြီးရှင်းခဲ့တယ်အဲ့အတွက်အဖွားရဲ့ recipe ကိုတုံးရပါတော့အဖွားဆိုလို့ရှိရင်သူကအာရှန်ခိုင်းလူမျိုးဒါပေမဲ့ဟိုစစ်ပြေးချောင်းယူနန်ကိုရောက်ခဲ့တယ်အဖိုးနဲ့တွေ့တယ်အဲ့ချိန်မှာအဲ့ဒီယူနန်မှာသူ kitchen ဆောက်ဝင်ခဲ့တယ်ပေါ့1930လောက်ကတည်းကသူ kitchen ဆောက်ဝင်ခဲ့ပြီးချက်ခဲ့တဲ့ recipe တွေကိုဣတီမီရွေးပေါ့နော်ပြန်ပြီးတော့သုံးထားတာပေါ့နှစ်ပေါင်း90ကျော်ကျော်လောက်တော့ရှိပါပြီပြီးတော့မြန်မာရဲ့အစားအသောက်လက်ဖက်တို့ဘာလို့ဆိုလဲကိုယ်တိုင်းနဲ့တယ်ဘဝင်ကားဆိုလဲအစအဆုံးအားရပါရေကိုပိုင်းထွင်ထွင်ပြီးတော့မှကိုပိုင်းချက်တယ် everything က scratch ကနေစတာပေါ့နော်စီမံမှာချက်စားတယ်ပါ냐ဆိုလဲ ready made ပဲတုံးခဲ့တာပေါ့နော်ဒါပေမဲ့ဒီရောက်တော့အားလုံးကိုအစအဆုံး ကိုယ်တိုင်ပြန်တင်တယ်အမေရှီရပြန်တင်တယ်အလိုပဲကြွာအစားပေါ့နော်ခုနှစ်ခါရှစ်ခါမရအောင်ရှစ်ခါမရအောင်ဆဲထားအဲ့လိုမျိုး practice တွေလုပ်ပြီးတော့မှကိုယ်တိုင်ချက်ခဲ့တယ်